ဗီယာပလင်းတွေနဲ့စောက်တဲ့အိမ်တင်မြင်မှုပါတလားမက္ကဆီကိုနိုင်ငံကဂေဟာစနစ်ရဲ့စစ်တီတော်ပညာရှင်တယောက်ကတော့ဗီယာပလင်းခွန်တန်းကိုခုနှစ်နှစ်ကြာစုဆောင်ခဲ့ပါတယ်။သူဟာပလင်းခွန်တွေကိုစုပုံထားတာမဟုတ်ပါဘူး။ပလင်းခွန်တိုင်းကိုရေစင်အောင်ဆေးကြောကအယောင်တူစုလိုက်ပါတယ်။ပြီးနောက်သူတို့ကိုရှွန်အင်္ဂရီတို့နဲ့လိန်ကြံကစီမံလိုက်ပါတယ်။ရလက်ကတော့စိတ်ကူးပုံဖော်ထားတဲ့အတိုင်းဗီယာပလင်းခွန်တွေနဲ့တိစောက်ထားတဲ့အိမ်လှလှလေးတလုံးရရှိလာပါတယ်။ ိမ်ကိုနေရောင်ကြီးဖြာကြလာတဲ့အခါဖန်ပလင်းရဲ့အယောင်တွေဟာတောက်ပကကြောက်သားနဲ့မုံမှန်စီချေထားတယ်လို့နေရတစ်ခုလုံးလင်းလက်နေပါတယ်။လှပယုံတာမကမော်ဆန်လာပါတယ်။ဒါကအမြင်လှယုံတယ်မဟုတ်ပဲလက်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ဒါကတကယ်ကိုစနစ်ကျလာတဲ့လေစုပ်ယူမှုစနစ်ပါပဲ။ဖန်ပလင်းတွေဟာအိမ်ရဲ့အတွင်းပိုင်းကိုလျှက်ကပစ္စည်းအဖြစ်ဆောင်ရွက်ပေးပါတယ်။ အပြင်ထက်9ဒီဂရီမှ10ဒီဂရီထိပိုအေးအောင်ဆောင်ရွက်ပေးပါရယ်မက္ကဆီကိုလိုအလွန်ပူပြင်းတဲ့နေရာအတွက်ဒါဟာဂိမ်းကစားသလိုအပြောင်းအလဲတစ်ခုပါပဲအုပ်လဲအများကြီးမလိုသလိုကြောက်ပြမလိုတစ်ပင်ခုတ်เสียရမလိုပါဘူးစွန့်ပစ်ပစ္စည်းကနေဂေယာစနစ်ကိုအကျိုးပြုတဲ့လူနေထိုင်လို့ရတဲ့အိမ်မက်ထဲကအိမ်လေးတစ်လုံးဖြစ်ပြောင်းလဲလိုက်တာပါဖန်ပစ္စည်းလေလွင့်မှုကိုဖြည့်ရှင်းနိုင်တယ်လို့ခြွေတာမှုနဲ့တီထွင်ဖန်တီးမှုပေါင်းဆက်ခြင်းဟာအင်အားတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်တာတသက်တည်ပြနေပါတယ်။ကဘာကြီးကိုလည်းပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့်မျိုးကီတို့ဘီယာတောက်ပြီးရင်ပလင်းခွန်တွေကိုလွှင့်မဖြစ်ပါနဲ့ဒါဟာတဲ့အိမ်မက်ထဲကအိမ်ရဲ့ပထမဆုံးအုပ်တစ်ချက်လိုဖြစ်လာနိုင်ပါတယ်တင်ရောဘီယာပလင်းခွန်တွေနဲ့ဘာဆောက်လုပ်ချင်ပါတလဲ